မင်္ဂလာပါရှင်တင်းလာရီတိုင်းပရင်ဌာနမနခင်တရင်အစီအစဉ်ရဲ့မေလ6ရက်နေ့အတွက်နောက်ဆုံးရသတင်းမျိုးကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်တင်းလာရီတိုင်းပရင်ဌာနရဲ့မနခင်တရင်အစီအစဉ်ကိုအပတ်စဉ်တင်းလာရီပါနေတောက်ကြတဲ့အထူးပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကောက်ွယ်ဝင်ကြီးဌာနရဲ့ပြည်ထောင်ကောက်ွယ်ရေးတမတော် PDF ဟာစတင်ဖွဲ့စည်းပြီးဒီနေ့ပြည့်ချိန်မှာပဲ စစ်ဆိုင်ရေးပြည်မီရဲ့တမတော်တရားဖြစ်နေပြီလို့ဝန်ကြီးချုပ်မန်ဝင်းခင်တန်းကဆိုပါတယ်။မနေ့ကမေလ9ရက်နေ့မှာကြာရောက်ခဲ့တဲ့ PDF press တီထောင်မှု၄မိနစ်ပြည့်မိဖို့မှာသူကအခုလိုပြောခဲ့တာပါ။ PDF တွေဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ခြုံပြီးစစ်စင်ရေးနယ်မြေတွေ press တီဆောက်ထားပြီးဖြစ်တယ်လို့စနေကြရဲ့ press အုပ်ချုပ်ပေါ်ရင်းနဲ့ကီတူတမတော်တရားကအောင်စူးစမ်းအကောင်ခဲဖွင့်နေတယ်လို့လည်းဆိုပါတယ်။ ရည်ဖြူမျိုးနယ်စိန်ပုံကျေးရွာအနီးမှာအခုလ၁ရက်နေ့ကစစ်ကောင်စီတပ်နဲ့တော်ရဟီတပ်တွေနှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တဦးကြာဆုံးခဲ့တယ်လို့ဒေါနာစစ်ကြောင်းတုံးကထုတ်ပြန်ပါတယ်။ဒေါနာစစ်ကြောင်းတုံးကစိန်ပုံကျေးရွာအနီးကိုနင်းမီရှင်းနေရေးသွားခြင်းမှာစစ်တပ်နဲ့ပြည်စော်တီတပ်တွေရဲ့ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီးနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။အဲ့ဒီပစ်ခတ်မှုဟာအခုလ၁ရက်နေ့မနက်စံတိုင်းခွဲဝင်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး စ်ကောင်စီဘက်ကတပ်သား2ဦးတည်ဆုံခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်2ဦးလည်းကြာဆုံးခဲ့တယ်လို့ပြရပါတယ်။ဒါအပြင်နှစ်ဖက်ပစ်ခတ်မှုအတွင်းစစ်တပ်ဘက်ကအရသား2ဦးကိုလည်းပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ AOD တိုင်းလေးမျက်လာမှုနယ်ကိုစစ်ကောင်စီကလေကြောင်းကနေပုံစဲတိုက်ခိုက်ခဲ့ပြီးအရသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အခုလ၄ရက်နေ့ညပိုင်း9နာရီဝန်းကျင်မှာဗီမျက်နှာမြူနယ်ကအကြီးပင်ကွင်းရွာကိုပုံကျဲတိုက်ခိုက်ခဲ့ရပါပုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံအမျိုးသားတအူထိခိုက်ခံရရှိခဲ့သလိုနေအိမ်ခုနှစ်လုံးတက်မနေပြီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်မိုင်းခွဲခံရလို့ပျက်စီးသွားတဲ့မွန်ကီနယ်တထုံမြူနယ်ကဘိုးကောင်းတတားကို၄ရက်နေ့ညပိုင်းမှာမြေပြန်ခုတ်လိုက်တာကြောင့်မင်းကဆော့လို့မော်တော်ယာဉ်တွေပြန်ငယ်ချက်တန်းသွားလာလို့ရနေပြီဖြစ်တယ်လို့သိရပါတယ် အခုလ3ရက်နေ့ညပိုင်းမှာရတောင်မိုင်းခွဲခင်ရပြီးပြိုကျသွားတာကြောင့်လေးရက်နေ့ကတနီကုန်မော်တော်ယာဉ်ကြီးတွေအနာပြပိတ်မိနေခဲ့ပြီးကားအငယ်တွေသာရွာတစ်လမ်းကဖြတ်တန်းသွားလာနေကြတာဖြစ်ပါတယ်။အဲဒီနောက်မင်းကစလို့ပိတ်မိနေတဲ့ခီးတဲ့ဒေမီနဲ့ကုန်တင်ကားတွေပြန်လည်ဖြတ်တန်းနိုင်ခဲ့တာဖြစ်ပါတယ်။တရဆောင်ညွန့်လင်ထေကတိတ်ခွဲရေကြောင့်ရက်လက်ဆိုင်ကြီးပါအတာပိတ်နေရဲ့ဒွေနှစ်ကာလမင်းကပြန်ဖွဲ့လိုက်ပြီးဖြစ်ပြီး မော်တော်ယာဉ်ကြီးပြန်လည်သွားလာနေကြပြီဖြစ်တယ်လို့သိရပါတယ်။တရကျောင်းမြို့နယ်ဝင်းမွားရွာတဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားတာနဲ့စစ်ကောင်စီတပ်ကပုံကျဲတာတွေကြောင့်ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကစလို့မင်းကအကြည့်ကာလန်သွားလာလို့မရပဲလမ်းပိတ်နေထရပါ။ကာလန်ပိတ်နေတဲ့ခီးတဲ့တွေကတော့ဒီလမ်းကိုအသုံးပြုပြီးဆက်လီတွေစပီဘိုတွေနဲ့သွားလာခဲ့ကြပါတယ်။နေခင်ပလောမျိုးအဝင်က စစ်ကောင်စီစစ်စေးရေးဂိမ်းမှာ အခုလတရက်နေ့ကဖန်စီခဲရဲ့ခက်တောင်းပြက်လာဒေသခံ15ဦးထဲမှာခဏဦးပြန်လော်လာပြီဖြစ်တယ်လို့မြို့ခံကြီးစီကသိရပါဗျ။အခုလတရက်နေ့မနေ့ပိုင်းကပလောမျိုးအဝင်စစ်တပ်စစ်စီရေးတွေမှာဖန်စီခဲတွေကိုပလောမျိုးမှရဲစခန်းကိုပို့ချခဲ့တာပါ။အရင်နောက်အခုလ3ရက်၄ရက်နဲ့5ရက်နေ့မှာစစ်မှုထမ်းသက်ပြည်ပကြောင်းခံဝန်လွတ်မြောက်ထိုးခိုင်းက9ရက်ပြန်လည်ပေးခဲ့ရလို့မြူခန့်တွေကဆိုပါတယ်။အရင်နောက်အခုလ4ရက်နေ့ညဘက်ကလည်း ပလောမျိုးအဝင်စစ်စေးရေးဂိမ်းမှာပဲပြတ်သွားဖြက်လာဒေသခံအမျိုးသား၄ဦးကိုထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။တနင်္လာနေ့တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။